နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေတနာကျင်းလွန်းလို့ဝဲဖြစ်သွားတဲ့ရွာသူကြီးဆိုတဲ့ပုံမင်အကြောင်းအရာလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်လွန်လေးပြီးတဲ့အခါတောင်ကုန်းတောင်တန်းများဝင်းရံထပြီးတော့စပားခင်းများနဲ့ဆင်းဆူတာယာနေတဲ့ရှေတောင်ရအမည်ရှိရွာကြီးတရွာရှိလေးတယ်အဲ့ရွာကြီးမှာတော့အလွန်တာယာဝပြောပြီးရွာသူရတာအချင်းချင်းကြမှာလေချစ်ခင်ညီညွတ်ကြလေတော့တယ် ရွာဤတာယာဝပြောမှုနှင့်တည်ငြိမ်အေးချမ်းမှုရဲ့အဓိကတော့ကျဲမှာတော့ရွာသူကြီးဥမန်ကြီးရဲ့တရားမျှတတဲ့အုပ်ချုပ်မှုကြောင့်ဖြစ်လေတော့တယ်တဲ့တကြီးဥမန်ကင်းဟာအသက်90အရွယ်တကြီးခန့်ညာတဲ့ဥပရိယုတ်ရေးရှိပြီး သူ့ရဲ့ဆုံးဖြတ်ချက်တိုင်းမှာတော့ပြက်တာတကြကဘသူမျက်နှာအောင်မှမလိုက်ပဲတရားနီလန်ကြစွာနဲ့ဆုံးဖြတ်လေရှိတော့တယ်တဲ့ရွာထဲမှာတော့လက်မြင်အငင်းပွားတဲ့ကိစ္စများဖြစ်စီ တာရင်နိုင်ရေးကိစ္စများဖြစ်စေသူ့ရဲ့ဆုံးဖြတ်ချက်ကိုတော့ရွာသူရွာသားအလုံးကလေးစားစွာနာခံကြရတော့တယ်။သူဟာရွာရဲ့အရေးတွေသာမကသူ့ရဲ့မိသားစုအပေါ်မှာလည်းအလွန်တာဝန်ကြီးတဲ့ခင်ပွန်းကောင်ဖခင်ကောင်အတူဖြစ်ပါတော့တယ်။သူ့ရဲ့ဇနီးဒေါ်မေတင်မှာတော့နုညံ့တိမ်မွေးပြီးခင်ပွန်းပေါ်မှာချစ်ခင်လေးစားတဲ့ဇနီးကောင်အတူဖြစ်ပြီးသူတို့ရဲ့တူတီတော်သားမောင်တီဟာမှာလည်းဖခင်ကဲ့သို့ပင်ယူတာပြီး ရဲရင်တော့လူငယ်တူဦးဖြစ်လေရတယ်။အဲလိုနဲ့တကြီးဥမှန်ကင်းရဲ့ဘောဟာလူအများအားကြရလောက်အောင်ပဲပြည့်စုံလို့နေခဲ့တော့တာပေါ့။ရွှေတောင်ရွာရဲ့အရှိပဲစွန်းတောအုပ်ကြီးနဲ့ရွာကိုပိုင်းခြားထားတဲ့ချောင်းငယ်လေးရဲ့ကဘာမှာတော့နေပောင်းရကြီးတက်တန်းရှိပြီဖြစ်တဲ့ညောင်မင်းကြီးတပင်ရှိလေတယ်။အဲညောင်မင်းကြီးဟာအလွန်ကြီးမားပြီးတော့သူ့ရဲ့အရေးအာဝါတာမှာတော့ရွာတစ်ပိုင်းကိုပဲလွမ်းခြုံထားနိုင်စွမ်းရှိလေတယ်။ရွာသူရွာသားများဟာ အဲ့ဒီညောင်ပင်ကြီးကို အလွန်ယူသေးကြောက်ရွံ့ကြပြီး ရွာဤအဆောက်ရှောက်တဲ့ပွဲကူးကွယ်ကြလိတော့တယ်အပေကြောင့်ဆိုတော့အဲ့ဒီညောင်ပင်ကြီးမှာတော့တမိုင်းအစဉ်အဆက်ပြောစမပြုခဲ့တဲ့ဒဏ္ဍာရီတစ်ခုရှိနေတာကြောင့်ပဲဖြစ်ပါတော့တယ်အဲ့ဒီဒဏ္ဍာရီအရာထိုညောင်ပင်ကြီးသည်နတ်ပြည်မှာပြည်ထံတင်၍လူပြည်သို့ဆင်းသက်လာရတဲ့နတ်သမီးတစ်ပါးမိခိုးနေထိုင်တယ်လို့ဆိုလိတော့တယ်သူရဲ့အမြင်မှာတော့မဲဥပ္ပလာဖြစ်ပြီး ူမအားနေပြည်မှာတာဝန်အနေငယ်ပွဲစားမိရာကြောင့်နေပေါင်းတရာတိုင်တိုင်အဲ့ဒီညောင်မင်းကြီးကိုစောက်ရှောက်ရန်အတွက်အပစ်ပေးခံရခြင်းဖြစ်လေတဲ့။သူမဟာရွာသူရွာသားများကိုစောက်ရှောက်ပေးမယ်။လူသားတို့ရဲ့လောဘဒေါသမောဟတရားများကို အလွန်ဆက်ဆုပ်ယွံရှာသူဖြစ်ပါတော့တယ်။ဒါကြောင့်သူမကိုတာမန်လူများမမြင်တွေ့နိုင်တော့ပါနဲ့။ဒါပေမဲ့ရှင်းလူကြီးများရဲ့စကားအရာသူမကိုမြင်တွေ့နိုင်တဲ့လူနှမျိုးရှိရလို့ဆိုပြီးတယ်။ ပထမတစ်မျိုးမှာတော့လောဘဒေါသလုံးဝကင်းစင်ပြီးစိတ်ထားပြုစင်တဲ့သူတော်စင်များဖြစ်ပြီးဒုတိယတစ်မျိုးမှာတော့တဏှာရကစိတ်အလိုမင်းပြည့်ချံထက်သက်နေသူများဖြစ်တယ်လို့ဆိုကြလေတော့တယ်။တကြည်ဥမ္မန်ကင်းအားအဲ့ဒီတဏှာယူကြဝူပေမယ့်လက်တွေ့ကြတဲ့သူရဲ့စိတ်ကအဲ့အရာများကိုတော့ပုံမြင်အဖြစ်သာသဘောထားခဲ့လေတဲ့။ဒီနေ့မှာညနေစည်းစာအချိန်မှာတော့တကြည်ဥမ္မန်ကင်းအားလေခွေးများရဲ့အခြေအနေကို ကြည့်ရှုစစ်စစ်ပြီးတဲ့နောက်မှာတော့ရွာကိုပြန်လာစင်ပါပဲအဲ့ညောင်မင်းကြီးအောက်ကိုအမမတင်ဝင်ရောက်လို့သွားခဲ့တော့တာပေါ့နေဝင်စီးစာရဲ့ရွှေရောင်အလင်းထက်များကညောင်ရဲ့စင်းများကြအနေထိုးကြနေပြီးတော့ညောင်မင်းကြီးတခုလုံးမှာတော့ရွှေရောင်လွမ်းနေတကယ်သူတောက်ပနေပါတယ်သူဟာအဲ့မင်းကွင်းကိုကြည့်နေသူ့ရဲ့အောင်မြင်တဲ့ဘဝသူ့ရဲ့ပြည့်စုံတဲ့မိသားစုအကြောင်းကိုတွေးတောပြီးတော့ကျင်နာကူယူစိတ်များတဖွာဖွာဖြစ်ပေါ်နေခဲ့လေတဲ့ အဲလိုစိတ်ကျဉ်းနှံမှုနဲ့အတူသူ့ရဲ့စိတ်အစဉ်မှာတော့မမနာနဲ့ရမဲစိတ်အနေငယ်တို့ကပ်ပါလာသည်ကိုတော့အဲတခဏမှာပဲညာမင်ကြီးရဲ့အကန့်ခင်များကြာနေလက်ပါတဲ့ပိုးစားတစ်ခုကလေမာလွင့်နေတကယ်သူလွင့်နေတာကိုတော့သူလမ်းမြင်လိုက်ရပါတယ်တဲ့အဲနောက်အလွန်တရာချုံမလှပ်ပါတဲ့အမျိုးသမီးတူရဲ့မျက်နှာအစိပ်ပိုင်းတစ်ခုကိုတော့အရေးတပွဲ သူမြင်လိုက်ရပါတော့တယ်သူမျက်တောင်တစ်ခါအတွင်မှာပဲအဲမြင်ခွင့်ဟာ ချက်ချင်းကိုပြောက်ွယ်သွားခဲ့လေတဲ့ငါမျက်စိမာတာပဲဖြစ်ရမယ်လို့သူတီတို့ရင်မနဲ့ခေါင်းကိုခါလိုက်ပေးမယ်သူမြင်တွေ့လိုက်ရတဲ့အလားတရားရဲ့ပုံရိပ်မှာတော့သူ့ရဲ့စိတ်ထင်မှာပဲဆွဲထင်ကြင်ရိတ်ခက်လေတဲ့အဲညမစားလို့တကြီးဥမှန်ကင်းရဲ့စိတ်များဟာပြောင်းလဲလာခဲ့တော့တာပေါ့သူဟာနေကင်းဘက်မှာတော့သူ့ရဲ့အလုံများကိုတာဝန်ကျေစွာထမ်းဆောင်နေပေမဲ့သူ့ရဲ့စိတ်အစဉ်မှာတော့ညမင်းကြီးစီဦးသားရောက်နေတက်ပါတော့တယ် သူကညနေစောင်းချိန်တိုင်းမှာတော့အကြောင်းမျိုးမျိုးကိုပြပြီးတော့ညာမင်းကြီးအနည်းကိုတော့တယောက်တည်းတွားရောက်လေရှိတော်တယ်တဲ့သူ့ရဲ့ဇနီးဒေါ်မင်းတင်က မောင်တော်အရေးအညောင်မင်းကြီးဘက်ကိုအကြောင်းမရှိဘဲနဲ့တွားလို့မရှိဘဲနဲ့အခုပါလို့ခဏခဏရောက်နေရတာလေရွာကလူတွေအပြောများနေအောင်မဲလို့စိုးရင်ကြီးမင်းမြတ်တဲ့အခါမှာတော့သူကဘာမှမဟုတ်ပါဘူးမေတီရဲ့ရွာရဲ့နေနမိတ်တွေကိုစစ်စေးနေရောက်သွားတာပါ ပြီးတော့အဲ့ဒီနာရှူကင်းကလည်းစိတ်ပန်းဖြစ်ရလို့ပထမဆုံးအကျင့်ဖြစ်သူ့ရဲ့ဇနီးကိုလိန်ညာလိုက်မိရတဲ့သူ့ရဲ့စိတ်ထဲမှာတော့အဲ့ဒီပထမဆုံးအကျင့်မြင်တွေ့လိုက်ရတဲ့ပုံရိပ်ကိုတော့ပြန်လည်မြင်တွေ့လို့စိတ်များပြင်းထန်စွာဖြစ်ပေါ်နေကြတော့တာပေါ့သူကအဲ့အရာဟာဒဏ္ဍာရီတွေကနှစ်သမီးဖြစ်ရမယ်လို့စိတ်ထဲမှာတထစ်ချက်ကိုယုံကြည်နေကြတော့တယ်။တ냐မှာတော့သူဟာမနေနိုင်တော့ပဲနဲ့ဇနီးဖြစ်သူအိပ်ပျော်သွားတဲ့အခါမှာတော့ ိမ်ကနေတက်တဆိတ်လေးထွက်ပြီးတော့ညောင်မင်းကြီးစီကိုတွားခက်နေတဲ့တယ်။လာတာတဲ့ညဖြစ်တာကြောင့်ညောင်မင်းကြီးရဲ့အရေးအာမှာတော့အေးချဲစွာနဲ့တိတ်ဆိတ်လို့နေလေတယ်။သူဟာညောင်မင်းကြီးရဲ့ပင်စီကိုမိပြီးတော့အပေါ်မော့ကြည့်နေတကယ်ပဲနှစ်သမီးဆိုတာရှိခဲ့ရင်ကျွန်တော်မျိုးတစ်ခါတော့ကိုချင်းပြစီချင်ပါတယ်လို့တနာစိတ်နဲ့တောင်းတစွာဆူတောင်းလိုက်တော့တာပေါ့။သူရဲ့စိတ်အစရာရမဲ့စုံများနဲ့ပြင်းထန်လာတဲ့အခါအကန်းခေများကြမှာ အလင်းရောင်တစ်ခုကဖြာထွက်လာပြီးတော့သူ့ရဲ့ရှိမကို အလွန်တရာမှချုံမောလာပါတဲ့နတ်သမီးမေဥပလာဆင်းသက်လို့လာခဲ့တဲ့သူ့ရဲ့အလားမှာတော့လူသားတို့ရဲ့အလားနဲ့မတူပဲမြင်သူတိုင်းကိုတော့ကြက်တည်တည်သွားနိုင်စွမ်းရှိရတယ်။သူမသူ့ကိုဘာစကားမှမဆိုဘဲနဲ့ဝမ်းနဲ့ကြေကွဲနေတဲ့မြေဝန်းများဖြစ်တာစက်ကြည့်လို့နေခဲ့လေတဲ့။တကြည်ဥမှန်ကင်းမှာတော့သူ့ရဲ့တနာစိတ်တောင်းတခဲ့တဲ့အရာကို မြေဝါထင်ထင်မြင်တွေ့လိုက်ရတဲ့အခါမှာတော့အံ့ဩခြင်းကြောက်ရွံ့ခြင်းတို့ထက်ဆွဲလက်မှုကပိုး၍ကြီးစိုးသွားလေတော့တယ်။သူကအဲ့ဒီနေရာမှာပဲမလုံမရှဲရက်တန့်ပြီးတော့နတ်သမီးရဲ့အလာမှာတော့လုံးဝကိုနင်းမျောကြဆုံးသွားလေတော့တယ်။သူ့ရဲ့ဘဝသူ့ရဲ့မိသားစုသူ့ရဲ့တာဝန်အားလုံးကိုမေ့လျော့ပြီးတော့အဲ့နတ်သမီးကိုပိုင်ဆိုင်လို့တဲ့စိတ်စင်တာတစ်ခုတည်းကသာသူ့ရဲ့နှလုံးသားတစ်ခုလုံးကိုတော့လွမ်းခြုံသွားခဲ့လေတော့တာပေါ့။တကြီးဥမှန်ကြီးက အဲ့ညာနှစ်သမီးရဲ့အလောင်းမြဝါချင်းနေမြင်တွေ့ရတဲ့နောက်ပိုင်းမှာတော့အင်ကိုဘယ်သူ့ပဲပုံပြန်လာသည်ကိုပင်သတိမထားလိုက်မိပါဘူးလေသူရဲ့စိတ်အစဉ်တစ်ခုလုံးမှာတော့ညောင်မင်းကြီးစီမှသာကြံ့ရစ်ခဲ့နေတာပေါ့သူရဲ့မျက်လုံးထဲမှာတော့နှစ်သမီးမဲဥပလာရဲ့ကြေကွဲဝန်းနေနေတဲ့မျက်ဝန်းများနဲ့လာချမ်းတပွဲကွင်းနေတဲ့မြေခုံများကတော့စိုးမှုနေရာယူထားလိမ့်တယ်။အိမ်ကိုရောက်တဲ့အခါမှာတော့ဇနီးဖြစ်သူဒေါ်မီတင်က နင့်နာလည်းမကောင်းပါလားတခုခုဖြစ်လာလို့လားပြီးတော့ဘယ်တွေသွားနေရလဲဒီအချိန်မတော်ကြီးအဲ့လိုစိုးရိမ်တကြီးနဲ့မင်းမြန်နေပေမဲ့သူကတော့ဘာမှမဖြစ်ပါဘူးငါနဲ့နဲ့ခေါင်းမှုနေလို့လမ်းလျှောက်ထွက်တာပါလို့ခတ်တရုသာဖြစ်ပြီးတော့အိယာလေးကိုဝင်သွားလိုက်တော့ပေါ့အဲ့ဒီမှာစားလို့တကြီးဥမှန်ကင်းရဲ့ဘဝအရင်ကနဲ့လုံးဝမတူတော့ပါဘူးသူ့ရဲ့နေ့ရက်တိုင်းမှာတော့ညောင်မင်းကြီးနဲ့သား သက်ဆိုင်သွားနေတော့တာပေါ့သူဟာရွာရဲ့အရေးကိစ္စများကိုဆုံးဖြတ်နေချိန်မှာပဲသူ့ရဲ့စိတ်များကညာမင်ကြီးစီကိုလွတ်ပါသွားတတ်လျော်တယ်သူ့ရဲ့ဘဝတစ်ခုလုံးရဲ့အတိတ်ရွယ်ချက်မှာတော့နတ်သမီးကိုပြန်လည်မြင်တွေ့ခွင့်ရရန်နဲ့သူမရဲ့အတိမပြုမှုကိုရရှိနေတာဖြစ်ပါတော့တယ်သူဟာနေ့စဉ်နေ့တိုင်းမှာတော့ညာမင်ကြီးစီကိုတွားရောက်ပြီးတော့နတ်သမီးကစကားတစ်ခုမှပြန်မပြောပေမဲ့သူတယောက်တည်းနိုင်ပေါင်းများစွာစကားတွေပြောဆိုနေတတ်လေတယ် အစပိုင်းမှာတော့သူဟာတာမန်ပန်းမြကိုကလူပတ်တတ်ခဲ့ပြီမဲ့နောက်ပိုင်းမှာတော့သူ့ရဲ့ဆွဲလက်မှုက ပိုမိုပြင်းထန်လုံလာခဲ့တယ်။သူဟာနတ်သမီးတစ်ပါးအတွေ့အဖိုးတန်တဲ့ပူဇော်တက္ကရာများလိုအပ်တယ်လို့ထင်မှတ်ပြီးတော့ဇနီးဖြစ်သူမသိအောင်အိမ်မှာရှင်ငွေရနာများကိုတိတ်တဆိတ်ခိုးယူပြီးတော့ညောင်မင်းကြီးရဲ့အမြင့်တွေများကြားနေတွားရောက်မြို့နယ်ပတ်တောက်လီခေရတာပေါ့။အဲ့အပြင်ကိုသူတက်သမျှမတ်သမျှကပြားစပေးများနဲ့ နတ်သမီးရဲ့အလာကိုဟင်းညွှန်းဖွဲ့ဆိုပြီးတော့ရမဲစောနဲ့ပြည်နေတဲ့စာသားများကိုတော့ညာမင်ကြီးအောက်မှာပဲနေ့စဉ်နေ့တိုင်းကိုတွားရောက်ရွတ်ဆိုလေးရှိနေတယ်တဲ့သူရဲ့ပြောင်းလဲလာတဲ့အပြစ်မှုများဟာရွာသူရသားများရဲ့မျက်စိမှာတော့ဘယ်လိုမှ ဖုံးကွယ်ထားလို့မရပါဘူးရဲ့ဒီနေ့မှာတော့ရွာထဲကလဲသမားနှုတ်ကသူတို့ရဲ့လင်မီကိစ္စအတွက်တရားဆုံးဖြတ်ပေးပါရင်အတွက်တကြီးထံကိုရောက်ရှိလာကြတော့တယ်အရင်ကဆိုရင်တကြီးဥမ္မာကင်းက နှစ်ဖက်စလုံးရဲ့စကားကိုစိတ်ရှင်လက်ရှင်နားထောင်ပြီးမှတရားမျှတစွာဆုံးဖြတ်လည်ရှိပါရတဲ့။ဒါပေမဲ့အခုခါမှာတော့သူ့ရဲ့စိတ်အစဉ်မှာညောင်ပင်ကြီးစီကိုပဲရောက်နေရတာကြောင့်အမှုတယ်တို့ရဲ့စကားကိုပင်တေချာနားမထောင်တော့ပါဘူးတဲ့။တော်စံမင်းတို့ရဲ့အရေးမပါတဲ့အရာတွေနဲ့ငါ့အချိန်ကိုမဖြုတ်နဲ့။ကို့ဘာသာရှင်းကြလို့သူကစိတ်မရှိစွာအုံငေါက်လိုက်ပြီးတော့တိုင်တန်းသူတို့ရဲ့စကားကိုသာအပေါ်ယံနားထောင်ပြီးတော့ မဟာယုနဲ့ဆုံးဖြတ်ချက်တကူကိုချမှတ်လိုက်ပါတော့တယ်။အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ရွာသူရွာသားများအကြမ်းမှာတော့မကျေနပ်မှုများဖြစ်ပေါ်လာပြီးတော့ငါတို့ရဲ့တကြီးကဘလို့ဖြစ်တာလဲလို့အရင်ကနဲ့တခြားစီပါလားလို့တီတို့ဝေဖန်တဲ့များထွက်ပေါ်လာခဲ့ပါတော့တယ်။သူရဲ့ဂုဏ်သိက္ခာမှာတော့တဖြည်းဖြည်းနဲ့အကြောင်းထင်လာခဲ့တော့တာပေါ့။သူရဲ့တာဝန်ပြည့်ကွက်မှုတန်ကို ရွာသားများတမကသူရဲ့မိသားစုကပါ အပြင်းထန်ခံစားနေရပါတော့တယ်။ ဒီလိုနဲ့သူဟာအိမ်မှာထမင်းလက်စုံမစားတော့တလို့ပင်ရှားတော့ပါတော့တယ်သူရဲ့ဇနီးဒေါ်မီတင်ကိုလည်းစကားကောင်းကောင်းမပြောတော့ပါဘူးတဲ့သူ့ရဲ့သားဖြစ်သူ မောင်တီဟာဖခင်ရဲ့အခြေအနေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်မိတော့တာပေါ့သူဟာမိခင်ရဲ့မျက်ရည်ဝဲနေတဲ့မျက်လုံးကိုနေ့စဉ်မြင်တွေ့နေရပြီးဖခင်ပေါ်ထားတဲ့ရွာသူရွာသားများရဲ့လေးစားမှုကြာစင်းလာတာကိုလည်းခံစားနေရပါတယ်တဲ့နောက်ဆုံးမှာတော့သူဟာဖခင်ဖြစ်သူ ရင်ဆိုင်စကားပြောရန်အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီနေ့မှာတော့ဖခင်ဖြစ်သူကညောင်မင်းကြီးစီကိုတွားရန်ပြင်နေစင်မှာတော့မောင်တီဟာကလမ်းမှာပိတ်ရပြီးတော့အဖေအမေအရင်ဆက်စီရနေတယ်။အဖေညနဲ့ညောင်မင်းကြီးစီကိုတွားနေရဘာအတွက်လဲ။ရောအားလူတွေလည်းအဖေပေါ်အရင်လိုမဟုတ်တော့ဘူး။အဖေကျွန်တော်တို့မိသားစုကိုရောရွှေတောင်ရောက်ရောမင်းနေပြီလားလို့ရိုသေးစွာမေးမြန်းလိုက်ပါတော့တယ်။ သူရဲ့စကားများကတကြီးဥမှန်ကြီးရဲ့နားထဲမှာဇူမြဝင်ဆက်သွားတဲ့ကဲ့သို့နာကျင်စီခဲ့ပါတော့တယ်။သူရဲ့ဆွလန်းမှုကိုအနောက်ရှက်ပေးရလို့ထင်မှတ်ပြီးတော့ဒေါသများပောက်ကွဲသွားပြီးတော့မင်းပါစပိတ်ထား။ဒါလူကြီးတွေကိစ္စတွေမင်းနဲ့မဆိုင်ဘူး။ငါ့ကိုလာမဆုံးမနဲ့လို့အော်ခစ်ပြီးတော့တားဖြစ်သူရဲ့ပောက်ကိုရိုက်ရင်အတွက်လက်ရွယ်လိုက်ပါတော့တယ်။သူရဲ့လက်ကလေထဲမှာပြီးရက်တန့်သွားခဲ့ရတာပေါ့။ သူတစ်ခါမှမလုပ်ဘူးတဲ့အပြုတ်မူကိုလုံးမိမတန်ဖြစ်သွားတဲ့အတွက်သူ့ကိုယ်သူထိလန့်သွားဟန်တူပါတော့တယ်။ဒါပေမဲ့သူ့ရဲ့မာနကအဲ့အမကိုဝန်မခံစေခဲ့ပဲနဲ့ငါ့ကိုဘယ်သူမှတားဆီးလို့မရဘူးလို့ကြိမ်ဝပြီးတော့အိမ်ကနေထွက်သွားနေတော့တာပေါ့။အဲ့ဖြစ်ဖြစ်အလုံးကိုညာမင်ကြီးထိတ်မှနတ်သမီးမဲဥပလာတယောက်အစအစုံမြင်တွေ့နေရတော့တယ်။သူမကညာမင်နဲ့ချီထားတဲ့အပြစ်တန်ကြောင့်အဲ့နေရာကနေထွက်ခွာသွားခွင့်မရှိပဲ။ နေ့စဉ်နေတိုင်းမှာတော့အဲ့လူသားတို့ရဲ့ရောင်ရက်တင်ဖြစ်တဲ့အပြစ်မှုများကိုမကြည့်ချင်ပဲမြင်တွေ့နေရလေတယ်။ဘူးဆိုတဲ့ရှင်ွေလဲဝေဒနာများဟာနေ့သမီးတစ်ပါးအတွက်အပေမှာတန်ဖိုးရှိပါမည်နီ။သူရွတ်ဆိုတဲ့ရမဲစောပြင်းတဲ့ကြပြများဟာလည်းသူမရဲ့နာမှာတော့ဇူးများဆိုင်ဝင်တကယ်တို့ပင်။သူမနေ့ပြမှာကျူးလွန်ခင်မိတဲ့မိမိရဲ့တင်းငယ်တဲ့အမားယွင်းလေးတစ်ခုကိုဤလူသားဤတာဝန်မဲ့မှု မိသားစုပေါ်မှာတစ္ဆာဖောက်မှုတနာကြီးမှုတွေနဲ့နှိုင်းရှင်ကြီးတဝင်ကရမိနေတော့တာပေါ့သူမတကြီးဥမကင်ရဲ့ဇနီးနဲ့တားဖြစ်သူညစဉ်ညတိုင်းပဲမျက်ရည်များနဲ့ပူဆွေးနေရသည်ကိုမြင်တွေ့နေစေရတယ်။သူမရဲ့စိတ်ထဲမှာတော့မိသားစုပေါ်မှာထားရဲ့ဆက်စပ်ယုံရှာမှုများတဖြည်းဖြည်းနဲ့ကြေကွေဝင်နေနေတဲ့မိသားစုပေါ်မှာထားတဲ့တနာခွနာစိတ်အဖြစ်သူပြောင်းလဲလာခဲ့တော့တာပေါ့။နောက်ဆုံးမှာတော့သူဟာ အဲ့အဖြစ်ဖြစ်တူအဆုံးတန်ရင်ဆုံးဖြတ်လိုက်ပါတော့တယ်။သူမရဲ့စိတ်အစဉ်မှာတော့ဝမ်းနည်းမှုမှသည်အေးစစ်တော့တရားမျှတမှုပဲကိုတော့ကူပြောင်းသွားခဲ့တော့တာပေါ့။အဲ့ညမှာတော့ဥမှန်ကင်းကရခိုင်ညများတဲ့ပို့ပြီးတော့စိတ်ဆင်းရဲတဲ့ပုံစံနဲ့ညမင်းကြီးအောက်ကိုရောက်ရှိလာခဲ့တော့တယ်။သူရဲ့ရုပ်တင်မှာတော့ရခိုင်ကလိုတည်ကြည်ခန့်ညာမှုမရှိရောပဲနဲ့ပိန်လီချောက်ချနေပြီးတော့သူရဲ့မျက်လုံးများဟာလဲအယိုင်းဆန်စွာတောက်လောက်နေတော့တယ်။ ူဟာညောင်မင်းကြီးအောက်မှာဒူးထောက်ချလိုက်ပြီးတော့နောက်အိုးကျွန်တော်ချစ်မြတ်နေရပါတော့နှစ်သိမ့်မီကျွန်ုပ်ကိုစကားတစ်ခွန်းလောက်တော့ပြောပါကျွန်ုပ်ရဲ့အချစ်ကိုအတိမပြူချောင်ကိုတော့တင်ကြတာတစ်ခုလောက်ပြသတော်မူပါလို့ငိုရတောင်းမှန်လီတော့တယ်တဲ့အဲ့အခါမှာတော့ပထမဆုံးအကြိမ်ဖြင့်နှစ်သိမ့်ကတုတ်ပြန်လိုက်တော့တာပေါ့ညောင်မင်းကြီးရဲ့အမြင့်ဆုံးသောအကန်းခင်များပေါ်မှာငွေရောင်အလင်းချမ်းများဖြာထွက်နေတဲ့ဥပလာကြပန်းတပွင့်ဟာ ဖျင်းကြီးစွာကြိုကြလာပြီးတဲ့နောက်လေအဝိမှာတော့သူ့ရှိတတက်ကိုမျောလင်းလို့လာခဲ့တော့တယ်တဲ့တကြီးဦးမန်ကင်းကအဲ့အမြင်ကွင်းကိုမော့ကြည့်နေသူ့ရဲ့မျက်နှာမှာတော့မယုံကြည်နိုင်တဲ့ပျော်ရွှင်မှုများကဖြစ်ပေါ်လို့လာတော့တာပေါ့သူ့ရဲ့စူတောင်းများပြည့်ခဲ့ပြီလို့သူထင်မှသွားခဲ့တော့တယ်သူ့ရဲ့ဆွေးလမ်းမှုကအောင်မြင်ခဲ့ပြီလို့သူယုံကြည်သွားခဲ့တော့တာပေါ့သူဟာတုံနေတဲ့လက်များနဲ့အဲ့ဒီနပန်းလေးကိုဖမ်းယူရင်အတွက် ထရရလိုက်ပါတော့တယ်သူရဲ့လက်ချောင်းထိတ်လေးများကအဲ့ဘန်မိုးရဲ့နှူးညံ့တဲ့အလွာကိုတွတ်ထိမိတော့မယ်ဆဲဆဲမှာပဲတကြီးဥမဲ့ကင်းရဲ့တုံရင်နေတဲ့လက်ချောင်းထိတ်များဟာလေမာဝဲလာတဲ့ဥပလာကြပန်းရဲ့နှူးညံ့တဲ့အလွာကိုတွတ်ထိမိလိုက်သည့်အခိုက်တက်မှာပဲသူမျော်လင့်ထားသလိုနှူးညံ့တဲ့အထွတ်တွေကိုတော့မခံစားလိုက်ရပါဘူးအဲ့အစားသူ့ရဲ့တကူလုံးကိုတော့ရေခဲတမျှအေးဆက်နေတဲ့လက်စည်းချောင်းတစ်ခုကဖြတ်ပြေးသွားတဲ့ကဲ့သို့ တင်းထန်စွာတုံလုသွားလီတော့တာပေါ့သူ့ရဲ့လက်ထက်ကလှပတဲ့နှက်ပန်းမွေဟာချက်ချင်းဆိုသလိုပဲညှိုးနှံပြီးတော့အနေရောင်ပြာမှုများအဖြစ်ပြောင်းလဲကျွေးကျသွားပြီးတဲ့နောက်ပတ်ဝန်းကျင်တစ်ခုလုံးကိုလွမ်းခြုံထားတဲ့ငွေရောင်အလင်းချက်များဟာလေရုတ်တရက်ပြောက်ကွယ်သွားကအမောင်တို့ကကြည်ဆူသွားခဲ့တော်တဲ့အဲ့ခိုက်တက်မှာပဲနတ်သမီးမဲဥပ္ပလာရဲ့အတန်ဟာညောင်မင်းကြီးထိတ်ကနေပထမဆုံးအကြိမ်ဖြစ်ထွက်ပေါ်လိုလာခဲ့ပါတော့တယ် အဲ့အတန်ကသူမျောနဲ့တောက်တခဲ့တယ်လို့နုညံ့တရားတဲ့အတန်မဟုတ်ဘဲနဲ့တရားစင်သူတူရဲ့အေးဆက်တင်နေပြီးတော့တကူအာနာပါတဲ့အတန်ဖြစ်ပါတော့တယ်ဒီလိုနဲ့သူ့ရဲ့အတန်ဟာသူ့ရဲ့နားရဲသူသားမကသူ့ရဲ့ဝိညာဉ်အတန်နှလုံးသေးကိုပါတိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားပါတော့တယ်။အိုးတနာကြီးမလာတဲ့လူသားတင်တောင်းဆိုတဲ့တင်ကြီးတောက်ငါပေးအပ်လိုက်ပြီ။တင်ဒီလူသားတူဤဂုံသိက္ခာကို၎င်း ဖန်းခင်တူရဲ့တာဝန်ကို၎င်းခင်မွန်းတူရဲ့တစ္ဆာတရားကို၎င်းဆွလွတ်ပြီးတော့တလေးဆန်နဲ့တူတဲ့ရမက်စိတ်ကိုသာနေ့စဉ်မွေးမြူခဲ့ပြီးတယ်။တင်ဤစိတ်သည် လူသားတူဤစိတ်မဟုတ်။တာရဲ့တလေးဆန်၎င်းဤစင်လုံးသာဖြစ်ပေတော့တယ်။ဒါကြောင့်တင်မျက်နှုတန်မိုးထလာတဲ့အဲ့ဒီစိတ်စင်နာနဲ့ထိုက်တဲ့ဘဝခန္ဓာကို အခုမှဆောက်ရရှင်းတန်နေထိုင်ပါလိတော့။နေသမီးရဲ့စကားသက်အစုံမှာတော့ တကြီးဥမှန်ကင်းဟာနားတစ်ဖက်ကိုလက်ဖြစ်အုပ်ပြီးတဲ့နောက်ကြောင်းနံတကြအော်ဟစ်လိုက်ပါတော့တယ်။သူ့ရဲ့ခနာကိုတစ်ခုလုံးမှာတော့မေးကြောင်များကဲ့သို့ပူလောင်လာပြီးတော့အယိုးအစစ်များကျိုးပြတ်သွားတဲ့ကဲ့သို့နာကျင်မှုကိုပြင်းထန်စွာခံစားလိုက်ရပါတော့တယ်။သူအားမီးပြီးမို့လူလိုက်ကြသွားပြီးတဲ့နောက်သူ့ရဲ့ခနာကိုမှာတော့ကြောင်မက်ဖွယ်ပြောင်းလဲလာပါတော့တယ်။သူ့ရဲ့အရေးပြားမှာတော့သူထဲကျန်းတန်းလာပြီးတဲ့နောက်အနီယာအမွေးကျန်းများက တကူလုံးကိုဖမ်းလန်းသွားလေတော့တယ်သူ့ရဲ့လက်ချောင်းခြေချောင်းများမှာတော့ပူးကပ်သွားပြီးတော့မာကျော်ရဲ့ခွာများအဖြစ်ကိုပြောင်းလဲသွားနေတယ်တဲ့သူ့ရဲ့နှာခေါင်းမှာတော့ရှေ့ကိုရှေ့ထွက်လာပြီးရဲ့နောက်ဂျန်တန်နဲ့နာရင်ရှည်ကြီးဖြစ်လာကပါစမှာလဲအဆွဲဖြူကြီးနှချောင်းကတိုးထွက်လို့လာခဲ့တော်တယ်တဲ့ဒီလိုနဲ့ခဏအကြာမှာတော့တချင်ကရွှေတောင်ရွာကလေးစားရတဲ့တကြီးဥမှန်ကင်းရဲ့နေရာမှာတော့ကြောင်မက်ဖွယ်ကောင်းတဲ့ ဝက်ဘလူးကြီးတကောင်သာကြင်ရှိပါတော့တယ်။သူ့ရဲ့ရုပ်တင်မှာတော့တာရဲ့တလိမ့်ဆန်ဖြစ်သွားပြီမဲ့သူ့ရဲ့မျက်လုံးထင်းမှာတော့လူသားတူရဲ့ကြောက်ရွံ့မှု၊နှာကျင်မှုနဲ့နောင်တတရားများကအထင်သာပေါ်လင်းလို့နေကြတော့တာပေါ့။သူဟာသူ့ရဲ့နာမည်ကိုအော်ဟစ်ခေါ်ဆိုရန်အတွက်ကြိုးစားနေပြီမဲ့သူ့ရဲ့လေကြောင့်လည်းကအုပ်ဟုသောတရိတ်ဆန်ရဲ့အော်ဟစ်တန်တာထွက်ပေါ်လာပါတော့တယ်။သူဟာချောင်းငယ်လေးပေးကိုပြေးသွားပြီးရဲ့နောက် ရေထဲကနေသူ့ရဲ့ပုံရိပ်ကိုပြန်မြင်တဲ့အခါမှာတော့ကြားနဲ့တကြားနဲ့နောက်ကိုလန်ကျသွားပါတော့တယ်။သူမြင်တွေ့လိုက်ရသည်မှာတော့သူ့ရဲ့တိတ်ခါမဲ့တဲ့စိတ်ဆန္ဒများကဖန်ပြီးပေးလိုက်တဲ့ကြောက်မက်ဖွယ်တတ္တဝါတကောင်မင်းဖြစ်ပါတော့တယ်။နန်းနဲ့မူတောက်တဲ့အခါမှာတော့တကြီးဥမှန်ကင်းတယောက်အေပြံမရောက်လာတာကြောင့်ဇနီးဖြစ်သူဒေါ်မီတင်နဲ့တားဖြစ်သူ မောင်တီဟာတို့မှာတော့အလွန်မင်းမဲ့စွရင်တော့ကရောက်နေကြတော့တာပေါ့။မောင်တီဟာ ရွာမတငယ်ချင်းအချို့ကိုခေါ်ပြီးတော့ဖခင်ဖြစ်သူကိုရှာဖွေရန်အတွက်ထွက်လာခဲ့တော့တယ်။သူတို့ကဖခင်ရဲ့ခြေအားများကို လိုက်လာရင်းနဲ့ညာမင်ကြီးအောက်ကိုရောက်ရှိလာကြတော့တယ်။သူတို့ကတကြီးဥမှန်ကင်းကိုမတွေ့ရဘဲနဲ့ညာမင်ကြီးရဲ့အမြင်များကြမှာတော့ကုတ်ကွေးပြီးတော့တော်ရင်ကိုကျွနေတဲ့ဝဲဝဘလူးကြီးတကောင်ကိုသာထိတ်လန့်စွာနဲ့တွေ့မြင်လိုက်ရပါတော့တယ်။အဲ့တတဝါကြီးဟာသူတို့အမြင်တဲ့အခါမှာတော့လူသားတူးကဲ့သို့ ကြောက်ရွံ့မှုနဲ့အကူအညီတောင်းခံနေတဲ့မျိုးဝန်းများနဲ့ချီးရှုနေခဲ့လေတယ်။မောင်တီဟာကအဲ့ဒီတတော်ကြီးရဲ့မျက်လုံးများကိုမြင်လိုက်သည့်ခဏမှာပဲသူ့ရဲ့ရင်ထဲမှာတော့မကောင်းသောနှမိတ်များထင်ပေါ်လာပါတော့တယ်တဲ့။သူဟာမြင်မြင်ပေါ်မှာတော့စုပ်ပြဲနေတဲ့သူ့ရဲ့ဖခင်ဝစ်စင်ထားတဲ့ပစိုးတစ်စက်ကိုကောက်ယူလိုက်ပါတော့တယ်။သူ့ရဲ့နှလုံးသားတစ်ခုလုံးဟာကြေကွဲသွားပြီးတော့အဖေဟုတုံ့ရင်စွာနဲ့အော်ခေါ်လိုက်လေတော့တယ်တဲ့။အဲ့ဒီခါမှာတော့ ဝဲဘလူးကြီးကဝမ်းထဲပူဆွေးစွာဖြင့်အော်ဟစ်လိုက်ပြီးရနောက်သူ့ရဲ့မျက်လုံးများထဲမှာတော့မျက်ရည်တွေတင်းတင်းစီးကျလာလေရော်တယ်။အဲ့အမြင်ကွင်းကိုမြင်တွေ့လိုက်ရတဲ့ရွာသူရသားများအလုံးကဒန်နာယာအမန်တကယ်ဖြစ်ခဲ့ပြီးသူတို့ရဲ့တကြီးမှာတော့ကျောင်းဝဲဖွယ်ကျင်စာတင့်သွားပြီးဖြစ်ကြောင်းကိုနားလေသဘောပေါက်သွားခဲ့လေရော်တယ်။အဲ့ဒီနေ့မှစလို့ရွှေတောင်ရွာရဲ့အခြေအနေမှာတော့အရင်ကနေမတူတော့ဘဲနဲ့ တော်မေတင်နဲ့တီခါတို့မှာတော့နှလုံးသား꽌ကြည်ရပြီမဲ့ရွာရဲ့အနာကအတွက်စိတ်ကိုတင်ပြီးတော့80ရုံးကန်ခဲ့ကြလေတယ်။မောင်တီဟာဖခင်ရဲ့အမကိုတင်ကန်းစာယူပြီးတော့ရွာရဲ့အရေးကိစ္စများကိုယူတာဖြောင့်မတ်စွာနဲ့ဥဆောင်ပြီးတော့ရွာသူကြီးအဖြစ်တောင်းယူခဲ့လေတော့တယ်။ဂျင်စာတင်သွားတဲ့တကြီးဥမှန်ကင်းမှာတော့အဲ့ညောင်ပင်ကြီးရဲ့ပတ်ဝန်းကျင်မှာဘယ်နေရာကမှထွက်သွားနိုင်ခြင်းမရှိဘဲနဲ့အဲ့နေရာမှာပဲ ထာဝရအကျဉ်းသားဖြင့်ရှင်သန်နေထိုင်ရလေတော့တာပေါ့သူဟာနေ့အခါမှာတော့လူသူကင်းရှိနေတဲ့တောအိမ်ထဲမှာပုန်းခုန်နေပြီးရနောက်ညအခါမှာတော့ညမင်းကြီးအောက်ကိုရောက်လာပြီးတော့သူ့ရဲ့အမယွင်တွေနောင်တကြီးစွာနဲ့ငိုကြွေးမိတန်းနေလေးရှိတော့တာပေါ့ဒီလိုနဲ့ရွှေတောင်ရွာနေ့အနီးနားမှာရွာသူရွာသားများဟာသူတို့ရဲ့တာသမီများကိုအဲ့ညမင်းကြီးအနီးကိုခေါ်ဆောင်လာပြီးရနောက်တစ်ချိန်က တိုင်းပြည်ကပဲလေးစားခဲ့ရတဲ့တကြီးတူမမေရဲ့တနာစိတ်ကိုမထိန်းချုပ်နိုင်ခဲ့တာကြောင့်မိသားစုခုံတိတ်ခါနဲ့လူဘဝကိုပါဆုံရှုံခဲ့ရပုံကိုပုံမြင်အဖြစ်ပြောပြကဆုံးမလေးရှိကြတယ်။နတ်သမီးလေးမဲဥပလာကိုတော့အဲ့ညာနောက်ပိုင်းမှာတော့ဘသူမှ မတွေ့မြင်ရတော့ပါဘူးတဲ့။သူမတိတ်ဆိတ်နေတဲ့အဆောက်အအုံတူအဖြစ်လောကရဲ့တရားမျှတမှုကလပတလောက်ကျောင်းမွေးဖွယ်လေကောင်းနေကြောင်းကိုတက်တည်ပြိုင်နေတဲ့ အဲ့ညောင်မင်းကြီးထိတ်မှာပဲဆက်လက်ပြီးတော့တည်ရှိနေလေတော့တယ်။နားဆင်သူများရှင်အခုဖပြတင်ဆက်ခဲ့တဲ့ပုံမင်းအကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရပုံမင်းအကြောင်းအရာတွေကိုဖပြတင်ဆက်ပြီးမှဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးဆောင်မြန်နာဆင်ပေးပါဦးရှင်။ကျေးဇူးတင်ပါတယ်ရှင်။